မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 17ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးတိုင်းမိထီလာမြို့အနီးကိုဗဟိုပြုတ်ပြီးတော့ ပြင်းအား9ဒသမ5အဆင့်ရှိတဲ့ငလင်ကြီးလောက်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ AP လ73ရက်နေ့မနက်7:55မိနစ်အချိန်မှာမိထီလာမြို့အနီးကိုဖုံးပြပြီးတော့ပြင်းအား9ဒသမ5အဆင့်ရှိတဲ့ငလင်လောက်ခတ်သွားတယ်လို့သိရပါဗျ။အဲ့ဒီငလင်ကြောင်မန္တလေးဝန်ဝင်မြို့နယ်များအပါအဝင်မြို့အများစုမှာခန်းစားသိရှိခဲ့ရပြီးတော့နေအိမ်တိုက်တာအဆောက်အုံများရိမ်းထိုးသွားခဲ့တယ်လို့သိရပါဗျ။ငလင်လောက်သွားတာအရန်ကိုသိတာပါတယ်ကိုတွေလည်းလမ်းမော်ကိုထွက်ပြီးတော့သူ့ထက်ငါလမ်းမော်ကိုလူတွေကရောက်နေနေကြပြီငလင်ကဇက်တိုက်လှုပ်နေတာပါ နေပဲလှုပ်တော့တိတဲ့အချိန်နဲ့ပြေးတဲ့အချိန်ရှိလို့တော်ပါသေးတယ်လို့မန္တလေးကဒေသခံပြည်သူတို့ကပြောပြထားပါတယ်ဝမ်ရင်းမျိုးကပြည်သူတို့ကလည်းဒီကနေ့မနေ့၈နာရီ55မိနစ်အချိန်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာရခင်ကတည်းပုံမှုပြီးတော့ပြင်းထန်လာတယ်လို့ပြောဆိုထားပါတယ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ီကနေ့ဧပြီလ23ရက်နေ့မြန်မာစံတော်ချိန်မနက်8:54မိနစ်အချိန်မှာမန္တလေးတိုင်းဝမ်ဝေးမြို့အနီးမြေအောက်အနက်30ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့ Richter scale 5.9အဆင့်နဲ့အင်အားတင်းတင်းရှိတဲ့မြေငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။သခိုင်းငလျင်ကြီးရဲ့နောက်ဆက်တွဲငလျင်ငယ်များဆက်လက်ပြီးတော့လှုပ်ခတ်နိုင်တဲ့အတွာငလျင်ဘေးဆောင်ရန်ရှောင်းရန်သတိပြုရန်များနဲ့အညီနေထိုင်ပေးကြပါရန်သတိပေးချက်ကိုထုတ်ပြန်ထားတယ်လို့သိရပါတယ်။ Matchla 28ရက်နေ့ကပြင်းအား9.9အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ပြီးတဲ့နောက်နောက်ဆက်တွဲင လျင်ပေါင်း128ကြိမ်လှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မနက်ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငါးတပ်သမား၅အဆင့်ရှိတဲ့ငလျင်ဟာဝမ်ရွေးမြို့ရဲ့အရှိမြောက်ပံကိုမိုင်ကိုဗိုလ်ပြူပြီးတော့လှုပ်ခတ်ခဲ့တယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းရွှေကျင်မြို့နယ်ညောင်ချဲတော့ခြေရွာမှာတပ်ဆွဲကင်းချထားတဲ့စစ်တပ်ကိုတိုက်ခတ်ခဲ့ရာစစ်ကောင်စီဘက်က၉ဦးသေဆုံးပြီးတော်လိုင်းရဲဘော်၃ဦးကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ17ရက်နေ့မနက်6:55မိနစ်အချိန်မှာရွှေကျင်မြို့နယ်ညောင်ချဲတောက်ကျေးရွာမှာကင်းချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အားတရာကျော်ဂန်ကိုဝိုင်းဝန်းပြီးတော့ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးက6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းရဲဘော်3ဦးကြာဆုံးခဲ့ရတယ်လို့သိရပါဗျ။ဘာမှထွေထွေထူးထူးတော့မှတ်ချက်မပေးချင်ပါဘူး။ကျွန်တော်တို့ရဲဘော်တွေအတွက်ကျွန်တော်တို့ရဲ့ပြည်သူတွေအတွက်တောင်ကျော်ကဆက်ပြီးတော့ရုံးနေမှာပါလို့တောင်ကျော် column P29906 ကတောင်ရှိသူတို့ကပြောပြထားပါဗျ။၎င်းတိုက်ခိုက်မှုကို တောင်ကျော်တိုင်ရင်နဲ့ဝေါ်ပါကဖာအင်းတကောပကဖာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရေရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းကော့တောင်းမြို့နယ်မှာစစ်တပ်ကြေးရွာအုပ်ချုပ်ရေးမှုအဖွဲ့များနဲ့ပူးပေါင်းပြီးတော့ ်ပြည်သူပိုင်ဥယျာဉ်ချမ်းမြေများကိုမတရားသိမ်းယူနေတဲ့မြင့်လွင်ဦးပြစ်ခတ်ခံရပြီးတော့ပေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့က AP လ12ရက်နေ့ည9:00နာရီအချိန်မှာတနင်္သာရီတိုင်းကော့တောင်းမြို့နယ်ရွှေပြည်စိုးကျေးရွာအုပ်စုတောင်းဖြူဖြူကျေးရွာကမြင့်လွယ်ဦးကိုကော့တောင်းမြို့နယ်က local PDF ဖြစ်တဲ့ဗျံလောတပ်ဖွဲ့နဲ့မြို့ပြပျောက်ကြားဘိုးတမန်းကားတို့ကနေအိမ်ထဲထိဝင်ရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါတယ်မြင့်လွယ်ဦးဟာပြည်သူ့ပိုင်ဥယျာဉ်ချမ်းမြေများကိုစစ်တပ်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုများနဲ့ပေါင်းပြီးတော့အတင်းအဓမ္မတိုက်ယူကပြည်သူများကို ိုနီလန်မျိုးစုံနဲ့ဒုက္ခပေးနေသူဖြစ်တယ်လို့သိရပါတယ်။၎င်းကိုအချိန်ချင်းသတိပေးခဲ့တော်လဲမြေသိမ်းမှုများကိုဆက်လက်ပြီးတော့လောက်ကင်နေတဲ့အတွက်ဝင်းရောက်ပြစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။မြစ်လွေဦးဟာပြည်သူပိုင်းအင်ချမ်းမြေများကိုမတရားသိမ်းယူပြီးတော့စစ်ကောင်စီရန်တရားလဲပတ်နိုင်ရေးအတွက်အဓိကလှုပ်ဆောင်ပေးနေသူဖြစ်တယ်လို့သိရပါတယ်။၎င်းကိုပြစ်ခတ်ရှင်းလင်းတဲ့အချိန်မှာ၎င်းနေထိုင်ရာနေအိမ်ကမတရားသိမ်းစီးထားတဲ့မြေခွက်စာချုပ်များဗန်းစာအုပ်၄အုပ်လက်ကင်ဖုန်း၂လုံး ငွေသားဘတ်၄000နဲ့မြန်မာငွေကျပ်30တီတီနဲ့စက်သွယ်ရေးစကားပြောဆက်တလုံးတို့ကိုလည်းဖိန်စီရရှိခဲ့တယ်လို့သိရပါဗျ။ဝင်းအောင်ရှင်းလင်းပြတ်ခတ်တဲ့အချိန်မှာအချိန်မရလိုက်လို့မှတ်တမ်းတော့မယူနိုင်ခဲ့ပါဘူးလို့ကော်တောင်းမြို့နယ်မြို့ပြပျောက်ကြားဗုဒ္ဓမန်းကြီးကရှင်းပြပြောဆိုထားပါဗျ။တနင်္လာရီတိုင်းကော်တောင်းမြို့နယ်ရွှေပြည်စိုးကြီးရွာအုပ်စုတောင်ဖြူဖြူကြီးရွာကပြည်သူတချို့ကတော့မြင့်လွင်ဦးဟာစစ်တပ်အတွက်အမှန်တကယ်အလုလုပေးနေတဲ့သူဖြစ်ကြောင်းအတီးပြုတ်ပြောဆိုထားတော့လေမြေပြင်အခြေအနေကိုတော့အတီးပြုတ်နိုင်ချက်မရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကယာယီအပြစ်ခတ်ရက်စဲရေးကာလကို တပတ်ထပ်မံပြီးတော့တိုးမြင့်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငလျင်တန်းကြောင့်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ငလျင်တန်းတဲ့နဲ့ဒေတာများနဲ့ဆက်ဆက်နေတဲ့ခရိုင်များအတွင်းမှာခုခံကာကွယ်စစ်ကလွဲပြီးတော့ထိုးစစ်များအားလုံးကိုရက်တပတ်နှစ်ပတ်ကြာမက်စလာ30ရက်နေ့ကနေအေပီလ12ရက်နေ့အထိရက်ဆိုင်ထားရန်ကြေညာခဲ့တယ်လို့သိရပါပါတယ်။အဲ့ဒီနောက်မှာတော့ငလျင်ကြောင့်အသက်အိုးအိမ်ထိခိုက်ဆုံးရှုံးမှုကြီးမားခဲ့တဲ့ မြန်မာပြည်သူများကိုနှစ်သိမ့်အားပေးမှုပြုနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရကဧပြီလ23ရက်နေ့ကနေ20ရက်နေ့အထိကာလကိုမြန်မာနိုင်ငံလုံးဆိုင်ရာဝန်ထဲခြေကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရသက်တပတ်အဖြစ်နဲ့သတ်မှတ်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်အဲ့ဒီရသက်တပတ်ဒီအတွဲမှာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာလုပ်ငန်းများကိုဆက်လက်ပြီးတော့ဆောင်ရွက်နိုင်ရန်အလို့ငါမလျင်တန်းတဲ့ဒေတာများနဲ့ဆက်ဆက်နေတဲ့ခရိုင်များမှာဧပြီလ23ရက်နေ့ကနေ20ရက်နေ့အထိ ခုခံကာကွယ်စစ်ကလွဲပြီးတော့ထိုးစစ်များအားလုံးကိုဆက်လက်ပြီးတော့ရန်ဆိုင်ထားရန်နဲ့ပြည်တွင်းပြည်ပကကုညီကယ်ဆယ်ရေးအဖွဲ့များကိုလိုအပ်တဲ့အကူအညီနဲ့ကာကွယ်စောင့်ရှောက်မှုပေးရန်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနရဲ့အထူးညွန်ကြားချက်၃ပြင်းဆောင်၂025နဲ့ပြည်သူ့ကာကွယ်တပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့များအားလုံးကိုညွန်ကြားလိုက်တယ်လို့သိရပါတယ်။ထိုးစစ်ကိုနှစ်ပတ်ကျွန်တော်တို့ဘက်ကရန်နာထားတာဖြစ်ပါတယ်။နှစ်ပတ်ရန်နာထားတာကမတ်လ30ရက်နေ့ကနေစတာပေါ့။စပြီးတော့ကျွန်တော်တို့က7ရက်နေဆိုရင်ပြည့်ပြီပေါ့နော်။ပြည့်တဲ့အတွက်ကြောင့်ကျွန်တော်တို့နောက်ထပ်9ရက်ပေါ့။ ခုနှစ်ရက်ကာလကိုလည်းကျွန်တော်တို့နိုင်ငံလုံးဆိုင်ရာပြည်သူလူထုဝမ်းနဲ့ကြေကွဲမှုနဲ့နှစ်သိမ့်ပေးမဲ့ရတတပတ်ဆိုပြီးတော့လဲဒါ NUG ကကျင်းပထားတာရှိပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့နောက်ထပ်တပတ်ပေါ့73ရက်နေ့ကနေပြီးတော့နောက်ထပ်တပတ်ကိုထိုးစစ်ရက်စဲရဲအတွက်ဆက်လက်ပြီးတော့ကာလတိုးချဲ့သွားဖို့ရှိပါတယ်လို့ NUG ဝင်ကြီးချုပ်ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေဘုံလက်ကမနေ့ကသတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်ပြောဆိုသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်နီပြည်ဖေကုံမြို့နယ်မိုးပြဲမြို့ကိုအကြမ်းဖက်စစ်တပ်ကဆက်လက်စစ်ကြောထုတ်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေပြီးနေပြည်တော် PDF တပ်ဖွဲ့ကဒုတက်ခွဲမှုတအုပ်ကြားဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ22ရက်နေ့ကမိုးပြဲလွိုက်ကိုလမ်းမိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းမဲ့စစ်ကောင်စီကလက်နက်ကြီးများလေကြောင်းပစ်ကူများယူပြီးတော့အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့အမှတ်၈၃၅တပ်ရင်နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ထဏောင်းစစ်ကြောင်းတပ်ခွဲတက်ကဒုတက်ခွဲမှုရဲဘော်ငတ်တေကြာဆုံးက၄ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ကြတာကတော့ခွဲမှုတယောက်တည်းပါ။ထိတာကတော့နောက်ထပ်ရဲဘော်၄ဦးပါထပ်ထိတယ်။စစ်ခွဲတွေဘက်ကရှေ့ကိုဇွတ်တိုးပြီးတော့အတင်းပြစ်တာကျွန်တော်တို့ဘက်ကလည်းနောက်မဆုတ်ဘဲနဲ့ခုခံကာကွယ်ရေးနဲ့ဒုခွဲမှုကြသွားတာပါ။စစ်ခွဲတွေဘက်ကတိုးလာရင်တော့ကျွန်တော်တို့ဘက်ကကင်းရဲဘော်တွေနဲ့ထိတွေ့မှုကအမြဲဖြစ်ပါတယ်။ စစ်ခွေးတွေဘက်ကကြာဆုံးမှုကတော့မသိရသေးဘူးလို့နေပြည်တော် PDF တိုင်ရင်း635ကတာဝန်ရှိသူတို့ကပြောကြားထားပါဗျ။ရဲဘော်ငတိဟာအမှတ်635တိုင်ရင်းရဲ့အပတ်စဉ်နှစ်အခြေခံတင်တန်းပြီးမြောက်ပြီးတဲ့နောက်နှစ်နှစ်ခွဲကျော်ကြာကြာရတာဝန်များကိုရွရွချွန်ချွန်ထမ်းရွက်ခဲ့တဲ့စံပြရဲဘော်ကောင်တယောက်ဖြစ်တယ်လို့သိရပါဗျ။ရဲဘော်ငတိဂုံရောင်ထုံးပြောင်သွားနဲ့ကြာဆုံးသွားခဲ့တဲ့အတွက်ကြံရည်သူမိသားစုနဲ့ခတ်တူဝန်ထဲကြောင်ဥညွတ်ဂုံယူအပ်ပါကြောင်ပြောဆိုထားပါဗျ။တိုင်ရင်း635အနေနဲ့ ်စစ်အာဏာရှင်စနစ်ကြာဆုံးတဲ့အထိအာတုံခွန်ဆိုင်နဲ့ပုံမပြီးတော့စ조사တာဝန်ယူထမ်းဆောင်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်က2025ခုနှစ်နှစ်စမ်းပိုင်းကစပြီးတော့မိုးပြဲလွိုက်ကောလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ရန်အတွက်လက်နက်ကြီးပစ်ကို drone နဲ့ လေးချောင်းပစ်ကိုအလွန်အကျွံသုံးကထိုးစစ်ဆင်လျက်ရှိပြီးတော့မဟာမိတ်တပ်ပေါင်းစုများနဲ့နိုင်စဉ်ရက်ဆက်တိုက်ပွဲများပြင်းထန်လျက်ရှိတယ်လို့သိရပါဗါးအခုလက်ရှိအခြေအနေအရမိုးပြဲမြို့ကိုပူးပေါင်းတပ်ကထိန်းချုပ်ထားပြီးတော့အကြမ်းမဲ့စစ်ကောင်စီတပ်ကတိုက်ပွဲ area မဟုတ်တဲ့နေရာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလေးချောင်းကနေဘုံကျဲခြင်းများကိုပြုလုပ်လျက်ရှိတဲ့အတွက်အယက်သားပြည်သူများထိခိုက်ဒေဆုံးမှုများလည်းရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့ငလျင်သတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ